မင်္ဂလာပါခင်ဗျာအားလုံးကျန်းမာဘေးကင်းကြပါစေအော်တိုဘလ31ရက်နေ့ညပိုင်းနှွေးတစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုမြတ်တာရက်ခံလိုပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တိုက်ပွဲသတင်းတွေများပါတယ်ဒီမြောက်ရီမြို့နယ်မင်းလက်ပံရွာမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်နေပါတယ်။ နောက်ဝက်လက်မျိုးနယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ16ဦးသေဆုံးပြီး30လောက်ဒဏ်ရာရသွားတယ်လို့ဆိုပါရက်နေပြည်တော်ကအလစ်ဝင်တိုက်ခံမှာကိုဒီစစ်လော်ဘီတွေကစိုးရိမ်နေကြပါရက်ပုံနေကျွန်းပန်းနီလာရွာဒီဘုံကျဲခံရမှုမှာကလေးငယ်နဲ့အမျိုးသမီးတွေပါဝင်၄ရောက်တည်ထုံပြီးတော့၁၀ရောက်လောက်ဒီဒဏ်ရာရတယ်လို့သိရပါရက်ခင်ဗျာ၈ရောက်လောက်ကဒဏ်ရာပြင်းထန်ပါရက်နောက်စစ်ကောင်စီကို ပြန်ပေးမဲ့မိုးကုတ်မှာ ဒီ DNL ရဲ့ဥချိုရေးလုပ်ငန်းတွေဆက်လက်လဲပတ်နေပြီးတော့ဒေသခံတချို့ကတော့နှိမ်ဆောင်နေတယ်လို့ဆိုပါရယ်။ဒါကလေးမျိုးတောင်ပိုင်းနဲ့တီးတိမ်မျိုးနယ်မှာစစ်တပ်နဲ့ဒီ online တပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်ခင်ဗျာ။ပြီးတော့ညောင်ဦးမျိုးနယ်မှာလည်းဒီစစ်တပ်စစ်ကြောင်းကို online တပ်ဖွဲ့တွေကတိုက်ခိုက်တဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါရယ်။ဟုတ်ကဲ့ပထမဆုံးသတင်းအနေနဲ့မြောက်ဝတီမျိုးနယ်ကတိုက်ပွဲသတင်းနဲ့ဆက်လိုက်ချင်ပါတယ်ဗျာ။ ဒီဒီနေ့အော်တိုဘာလ31ရက်နေ့မွန်းလွဲ2နာရီလောက်မှာအကြံဖက်စစ်တပ်ကမြဝတီမြို့နယ်မင်းလက်ပံရွာကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ပြီးတော့မိโกလုံးတွေထွက်လာတာကို ထိုင်းမြန်မာနယ်စပ်ကတွေ့မြင်နေရတဲ့အကြောင်းသိရပါတယ်။ဒါ့ပြင်မင်းလက်ပံရွာထိပ်မှလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အကြံဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့သိရပါတယ်။ မင်းလက်ပံရွာကိုဒီနေ့မွန်လဲပိုင်းမှာလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါ လေရင်လဆက်တက်လေဒီလာဘာနဲ့ကျဲလဲတော့မသိဘူးမင်းလက်ပံရွာတဲကနေမိကုံးလုံးတွေထွက်လာတာကို ထိုင်ဘက်ချမ်းကနေပြီးတော့မြင်နေရတယ် တိုက်ပွဲကလည်းမင်းလက်ပံရွာထိပ်မှာဖြစ်နေတယ်လို့သိရတယ်လို့ကရင်စစ်ရေးတရင်ရေးမြက်ကပြောဆိုပါတယ်အလတ်တူပဲအော်တိုဘားလ20နှစ်ကလည်းအကျန်းဖက်စစ်တပ်က မြဝတီမြို့နယ်မင်းလက်ပံရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်အသက်2နှစ်အရွယ်ကလေးငယ်နဲ့အသက်32နှစ်အရွယ်မိခင်ဖြစ်သူတို့ပွဲချင်းပြီးတည်ဆုံခဲ့တာရှိပါတယ်ခင်ဗျာ။နောက်သကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်တဲ့တဲ့ရင်ကိုဆက်ပြီးတင်ပြကြပါမယ်။ ။စကိုင်းတိုင်းရာတော်မြို့နယ်တလဲပါပြူကျေးရွာကဝက်လက်မြို့နယ်ကြောက်ကုန်းကျေးရွာဘက်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်100လောက်ပါဝင်တဲ့ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူနေတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တယ်လို့ຫນွေဦးအောင်ပွဲအဖွဲ့ကနေပြီးတော့အော်တိုဘားလာ29ရက်နေ့ကသတင်းထုတ်ပြန်တာပါ။တိုက်ပွဲမှာစစ်တပ်ကဆစ်ချုပ်လောက်တည်ဆုံးပြီးတော့30လောက်ဒဏ်ရာရရှိခဲ့ကကြံတပ်ဖွဲ့ဝင်တွေကတလဲပါကြီးရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။ ဲ့ဒီတိုက်ခိုက်မှုကိုအမှတ်၁နှစ်၄ရွှေဘူတက်ရင်ဝက်လက်မြို့နယ်ပကဖရွှေပန်းကုန်းတိုက်နယ်ပကဖ၉ရောင်ကြားအဖွဲ့ရွှေဘူခရိုင်ဒရုန်းအဖွဲ့ဒီ M Sino ဒရုန်းအဖွဲ့နဲ့ဒီဒေသခံပကဖတွေပူးပေါင်းပြီးတော့ဝင်ရောက်တိုက်ခိုက်ချိန်မုန်းခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီနွေဦးကောင်ပွဲတွန်လိုင်းအင်အားစုတွေကပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုလူရဲ့ဖြက်စီးတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခြေမုံညာမှာတော်လိုင်းတက်တွေအလုံးစီစီလုံးလုံးပါဝင် ဆောင်ရွက်ကြဖို့အထူးတိုက်တွန်းနှိုးဆော်ထားကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။နောက်စစ်ကောင်းဆောင်တွေရှိနေတဲ့နေပြည်တော်ကိုအလစ်ဝင်တိုက်ခိုက်ခံရမှာကိုစစ်လုံပြီးတော့ကစိုးရိမ်နေတဲ့အကြောင်းကိုတင်ပြကြပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ကရကချင်နဲ့ရခိုင်ဒေသတွေမှာထိုးသည့်စင်နေတဲ့စစ်ကော်မရှင်ကစစ်တပ်အင်အားအများပြားကိုအဲ့ဒီဒေသတွေမှာလွှတ်ထားရတာကြောင့်စစ်ရုံးချုပ်တည်ရှိတဲ့နေပြည်တော်ကိုတော်လိုင်းတပ်တွေကအလစ်ဝင်ရောက်တိုက်ခိုက်မှကိုစစ်လော်ဘီတွေကစိုးရိမ်လျက်ရှိနေကြပါတယ်စစ်လော်ဘီတအူးဖြစ်တဲ့အောင်သေးရကသူ့ရဲ့ Telegram Channel မှာနေပြည်တော်လုံခြုံရေးအထူးမြင့်တင်ဖို့လိုအပ်နေတဲ့နေပြည်တော်ရဲ့မိုင်းတရားပတ်ဝန်းကျင်အတွင်းမှာ PDF တွေမရှိသေးဘူးအထူးစင်မှာချက်ချပြီးဆောင်ရွက်တင်တယ်လို့យေတာထားပါတယ်။နောက်ဈေးလိလသူတူကတော့ဒီကောင်တွေစင့်အင်ကအတော်နည်းနေလို့အခုလိုအော်ဟစ်နေတာဖြစ်မဲ့တပြည်လုံးကိုထိုးစစ်ပြန်လုပ်နေတော့နောက်မှဟောင်းအောင်ဖြစ်နေပုံရတယ်နေပြည်တော်ကဗဟုဌာနချုပ်ဆိုတော့အဲ့ဒါကြတော့ရင်စစ်တပ်တစ်ခုလုံးပြူမာလေလို့စီလေးလာသူတူကလည်းသုံးသပ်ပြောဆိုပါတယ်ခင်ဗျာဒီအချက်လက်တွေအရစစ်ကော်မရှင်ဟာနေပြည်တော်ကိုကာကွယ်နိုင်ဖို့အတွက်တိုက်ခိုက်ရေးတပ်ဖွဲ့အင်အား တောင်း၄000ကိုဖြန့်ကျက်ထားတဲ့ပြင်ဝန်ထမ်းအင်အားအနည်းတွေမှာလည်းလုံခြုံရေးတွေတင်ကြပ်ထားတယ်လို့သိရပါဗျ။ဒါ့အပြင်စစ်ရုံးချုပ်အနီးတွန်လိုင်းတပ်ဖွဲ့ဝင်တွေခိုးအောင်းတာတွေမလုပ်နိုင်ဘို့ကြိုတင်ကာကွယ်တဲ့အနေနဲ့စစ်ကော်မရှင်ကအဲ့ဒီနေရာတွေအနီးမှာရှိတဲ့ကျေးရွာတချို့ရဲ့နေအိမ်တွေကိုဖယ်ရှားရှင်းလင်းတာတွေလုပ်ထားတဲ့အကြောင်းလည်းသိရပါဗျ။ ဒါ့အပြင်လေကြောင်းရံကာကွယ်ရေးစနစ်ဂျန်မာနဲ့နှိပညာဆိုင်ရာပစ္စည်းတွေကိုပုံမတိုးချဲ့ထားတဲ့အပြင်ဒရုန်းစောင့်ကြည့်ရေးအဖွဲ့တွေကိုလည်း24နာရီစောင့်ကြည့်ဖို့ညွှန်ကြားထားတဲ့အကြောင်းမြေပြင်သတင်းအရေးမြစ်တွေရဲ့ပြပွကျက်အရသိရပါတယ်။ဒီဆက်လက်ပြီးတော့အစိုးရဝန်ထမ်းအင်အားလွှတ်တော်သမရယုံနဲ့အရာရှိအင်အားတွေကို ပြင်ပရင်ထွက်ခွင့်တွေကိုဒီတင်းကျပ်စွာစစ်ဆေးပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ ဒါပြင်မြို့တွင်းအချက်ချာကျတဲ့နေရာတွေလမ်းစုံလမ်းကားတွေနဲ့ဝင်ပေါက်ထွက်ပေါက်တွေမှာဘန်ကားတွေယာယီတဲတွေချပြီးတော့လက်နက်အပြည့်အစုံနဲ့စစ်သားတွေစောင့်ကြပ်နေကြောင်းလည်းသိရပါပါတယ်ခင်ဗျာပြီးခဲ့တဲ့2023ခုနှစ်ကတွန်လိုင်းပူပေါင်းတပ်တွေဟာဒရုန်းတွေကိုအသုံးပြုပြီးတော့နေပြည်တော်မှာရှိတဲ့အီလာလီတပ်ကိုဒရုန်းနဲ့တိုက်ခိုက်တဲ့အပြင်2024ခုနှစ်နိုဝင်ဘာလ25ရက်ကလည်း MICC2 ခန်းမကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါသေးတယ်ခင်ဗျာ နောက်ရခိုင်နယ်ကဘုံကျဲတဲ့တရင်ကိုတင်ဆက်ခြင်းပါတယ်ရခိုင်ပြည်နယ်ပုံကျုံမြို့နယ်ပင်းနီလာရွာဘုံကျဲခံရတာမှာဒီကလေးငယ်မျိုးသမီးတွေအပါအဝင်၄ယောက်တေဆုံးပြီးတော့၁၀ယောက်လောက်ဒဏ်ရာရခဲ့တယ်လို့ဒဏ်ရာသူတွေထဲမှာ၈ယောက်ကဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်ခင်ဗျာ ပေးနေလာကြေးရွာကိုဒီကနေ့အောက်တိုဘာလ31ရက်မနေ့7နာရီ40မိနစ်နဲ့7နာရီ42မိနစ်တွင်မှာအကြံဖက်လေတပ်ကဂျက်ဖိုက်တာနဲ့ပေါင်300ဘုံနှလုံးလာကျဲသွားတာကြောင့်အခုလိုထိခိုက်သွေးဆုံးရတာလို့ဒေသခံတယောက်ကဒီနေရင်စရာသတင်းဌာနကိုပြောဆိုထားပါတယ်ကလေးရောလူကြီးရော၄ယောက်သေးတယ်သေးတဲ့အထက်မှာယောက်ျားလေးမိန်းကလေးနဲ့မျိုးသမီးတွေပါတယ်။ဒဏ်ရာရတဲ့၁၀ယောက်ထက်မှာ၈ယောက်တန်းပြည့်နေလို့ပြောပြပါရစေ။ ဒီပင်းနီလာကျေးရွာမှာဆစ်ရှောင်တွေအများပြားနေထိုင်ပြီးတော့တည်ဆုံသွားသူနဲ့ဒဏ်ရသူတွေဟာပင်းနီလာဒေသကဟုတ်မဟုတ်မသိရသေးပါဘူးဒီအကြမ်းဖက်လေတပ်ဟာဒီကနေ့မနေ့မှာပင်းနီလာကျေးရွာကိုဘုံကျဲတယ်လို့ပုံနှကျွန်းမြို့ကိုလည်းဂျက်ဖိုက်တိုင်နဲ့ဘုံလေးလုံးကျဲခဲ့ပါသေးတယ်ဒီမနေ့ကအော်တိုဘာလ30ရက်နေ့လယ်တနာရီခွဲလောက်ကလည်းပုန်ကြုံမျိုးကိုအကြံဖက်စစ်တပ်ရဲ့လေချောင်းကဂျက်ဖိုက်တာနှလုံးနဲ့ဘုံးဆယ်လုံးကျဲကျတက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ ဒီစစ်ကော်မရှင်တပ်ဟာအခုနောက်ပိုင်းဒီလေကြောင်းကနေခိုင်ပြည်နယ်ပုံနှကျွန်းရေသိပ်တောင်ကြောက်ဖြူမြို့နယ်သုံးမြို့နယ်ကိုနှစ်ရက်သက်တိုက်ရပ်သားပစ်မှတ်တွေကိုဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်ခင်ဗျာစစ်ကောင်စီကိုပြန်ပေးမဲ့မိုးကုတ်မှာ PSLF TNL ရဲ့ဥချိုရီလုပ်ငန်းတွေကဆက်လက်လက်ပတ်နေတယ်လို့သိရပါတယ်ပြီးတော့ဒေသကတချို့ကလည်းတင်းချောင်းနေတယ်လို့လည်းဆိုပါတယ်ခင်ဗျာ ဒီစစ်ကောင်စီကိုပြန်လဲလွှဲပြောင်းပေးမဲ့မန္တလေးတိုင်းမိုးကုတ်မြို့မှာတန်းတက်မတော် PSLF TNLA ရဲ့ဥချုပ်ရေးအဖွဲ့တွေဆက်ရှိနေပြီးတော့ဒီသက်ကံတချို့တင်းရှောင်နေကြတယ်လို့မြို့ကန်တွေကရွှေပြည်မြေသတင်းဌာနကိုပြောဆိုထားတာပါကြောက်တဲ့သူတွေကတော့ရှောင်ကြတာရှိတယ် TNLA ဘက်ကတော့မဆုတ်သေးဘူးရဲလဲသူ့လို့သူလုံနေတော့ဥချုပ်ရေးလုပ်ငန်းတွေကပုံမှန်လဲပတ်နေသေးတယ်လို့မိုးကုတ်ဒေသခံတဦးကပြောပြပါဗျာမိုးကုတ်မြို့ကိုစစ်ကောင်စီဒီကို TNLA ကပြန်ပေးခဲ့မဲ့ ဒါပေမဲ့မိုးကုတ်အခြေဆိုင်တော်လိုင်းတက်တွေကခုခံကာကွယ်မယ်လို့ပြောထားတာကြောင့်မိုးကုတ်မြို့ကို DNL ကကာကွယ်ဖို့စစ်ကောင်စီအကြသဘောတူညီချက်ပေါ်မူတည်နေတယ်လို့မိုးကုတ်အခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တူကပြောပါတယ်ခင်ဗျာအဓိကက DNL ပေါ်မူတည်တယ်သူတို့ဒီတိုင်းစုံမှလားအဲ့ဒီလိုမဟုတ်ပဲစက္ကဆကိုမျိုးတဲ့ရောက်ဖို့ဂူညီပေးမှလားအဲ့ဒါ DNL ရွေးချယ်ရမယ်အပိုင်းပဲတော်လိုင်းအင်အားစုတွေကတော့ရသလောက်ကာကွယ်သွားမှာပဲလို့ပြောပါတယ် မိုးကုန်းနဲ့မိုးမိတ်မြို့နယ်ကနေလာမဲ့နိုဝင်ဘာလကုန်မှာတန်တက်ကထုတ်ပြရမှာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။မိုးကုန်းခြေဆိုင်တော်လိုင်းတက်တွေဖြစ်တဲ့မန္တလေး PDF မိုးကုန်းဗျူဟာပါဝင်မိုးကုန်းခြေဆိုင်တော်လိုင်းတက်တွေကမိုးကုန်းမြို့ကိုစစ်ကောင်စီလက်အောက်မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ထုတ်ပြန်ထားကြပါတယ်။ ဒီ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလေးဦးကတော့လူထုတွေအတွက်အသက်သာဆုံးဖြစ်မဲ့ပြည်ရဖို့ကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရပြီးတော့မိုးကုံနဲ့မိုးမိတ်မြို့ကိုစစ်ကောင်စီကိုပြန်ပေးဖို့သဘောတူခဲ့ရတာလို့ဒေတာတွေမီဒီယာတွေမှာဖြေကြထားပါတယ်။တရုတ်ရဲ့ဂျာဝန်စစ်တပ်မှုနဲ့ BSLF TNL ရဲ့စစ်ကောင်စီတို့အကြပြီးခဲ့တဲ့အောက်တိုဘာ29ရက်ကစပြီးတော့ပြစ်ခတ်ရစဲဖို့သဘောတူပြီးတဲ့နောက်မှာတန်တပ်ကမိုးကုံနဲ့မိုးမိတ်မြို့တွေကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းဖို့ သဘောတူခဲ့ရတာဖြစ်ပါတယ်။မိုးကုံနဲ့မုံမေမျိုးဟာပြီးခဲ့တဲ့1 3နှစ်ကိုစစ်စင်ရေးဒုတိယလှိုင်းအတွင်းမှာ TNL နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဒီနောက်ကလေးတောင်ပိုင်းနဲ့တီးတိမ်မြို့နယ်မှာစစ်တပ်နဲ့တွန်လိုင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒေသခံတွေကတော့အများအပြားဒီထွက်ပြေးတိတ်ချောင်နေရပါတယ်ခမအတော်လေးဒုက္ခရောက်နေတယ်လို့လည်းသိရပါတယ်ဒီစကိုင်းတိုင်းကလေးမျိုးနယ်နဲ့ချင်းပြည်နယ်တီးတိမ်မျိုးနယ်တိုင်ငင်ကျေးရွာနေမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံစီရင်တရေရင်းမြစ်တွေကပြောကြပါတယ်ဒီစစ်တပ်ကကလေးမျိုးနယ်အဓိကဝင်ပေါက်ကားလမ်းမကြီးတွေဖြစ်တဲ့ကလေးတမူလန်းကလေးကံကောလန်းကလေးတီးတိန်ဟာခလမ်းမတွေကိုစူးမှုနိုင်ဖို့ပြီးခဲ့တဲ့အောက်တိုဘာလကနေအောက်တိုဘာလ31ရက်ထိအင်အားထောင်ချီသုံးပြီးစစ်ကြောင်းထုတ်ဝင်ရောက်နေတာဖြစ်ပါတယ်။ဒီလိုစစ်ကြောင်းထုတ်ဝင်ရောက်နေတဲ့စစ်တပ်တွေနဲ့အောက်တိုဘာ29ရက်ကနေ31ရက်ထိ သုံးရက်အတွင်းမှာကလေးမျိုးတောင်ပိုင်းကလေးကံကောကာလမကြီးတခြားမှာရှိတဲ့ထောက်ကြံ့ကြာအင်းနတ်မြောင်းနတ်ချောင်းကျေးရွာတွေနဲ့တိတိမြို့နယ်ဒီကလေးတိတိဟာကလမ်းမကြီးဘေးမှာရှိတဲ့မွာပြီးကျေးရွာဤမှာသုံးရက်တာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံစီရင်တင်ရင်းမြစ်တူကပြောပြတာဖြစ်ပါတယ်တပ်ပွဲကချင်းကလေးကလန်းတခြားမှာဖြစ်နေတဲ့အခြေအနေပါတပ်ပွဲကတော့ပြင်းထန်နေပါတယ်စစ်တပ်ကလေသေးတာ6လောက်ရှိတယ်တောင်ပိုင်းတိုက်ပွဲမှာရဲဘော်နှစ်ယောက်ကြားတယ်လို့ပြောပါရခင်ဗျာ ဒါပြင်စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာစစ်တပ်ကကလေးမြို့နယ်တောင်ပိုင်းဒီကလေးကံကောကလမကြီးဘေးမှာရှိတဲ့ထောက်ကျန်ကြာအင်းနတ်မြောင်းနတ်ချောင်းကျေးရွာချောင်းကကျွန်းတော်ကျေးရွာတွေအတွင်းမှာနေလူကမိရှုဖြစ်စည်းခဲ့ပြီးတော့ကလမ်ဘေးကစစ်ဆောင်တဲတွေကိုလည်းမိရှုဖြစ်စည်းခဲ့တယ်လို့ထောက်ကျန်ကျေးရွာမှာစစ်ဖေးဆောင်အကူအညီပေးနေသူတဦးကပြောပြတာဖြစ်ပါတယ်ဒီမိရှုခံရတဲ့ကျေးရွာတွေမှာစစ်တပ်က ဒီပြီးခဲ့တဲ့2022ခုနှစ်အတွင်းမှာလည်းစစ်ကြောင်းထိုးဝင်ရောက်တဲ့ချိန်ခုနှစ်ကြိမ်မိရှုထားခံရတာကြောင့်နေအများစုဟာစစ်ပေးဆောင်တွေပြန်လည်ဆောက်လုပ်ထားတာလို့နှချောင်းကျေးရွာဒေသခံတို့ကပြောပါတယ်အခုကတော့စစ်ဆောင်တွေအများကြီးပါကာလံပေးကရွာတွေအလုံးရှောင်နေကြရတာပါအခုကစစ်တပ်ကတံပိုးရွာရောက်လာပြီလို့သိရတယ်အကုန်ပြေးကြရတယ်လို့ပြောပြပါဗျာ ကျေးရွာပေါင်း90ကျော်ကဒေသခံ3000ကျော်တောတောင်အတွင်းဆစ်ဆောင်နေကြပြီးတော့နှစ်လကျော်အကြာနေရက်မပြနိုင်သေးဘူးလို့ရံမျိုးအောင်ကျေးရွာကစစ်ပေးဆောင်အကူအညီပေးနေသူလူကပြောပြပါဗါရယ်။အောက်တိုဘာ19ရက်နေ့မှာခုံသာကျေးရွာကမြို့သား7ဦးအောက်တိုဘာ20ရက်နေ့မှာရာသကြိုကျေးရွာကအမျိုးသား10ဦးနဲ့ CDF KKG တပ်ဖွဲ့ဝင်2ဦးတို့ကိုစစ်တပ်ကစစ်ကြောင်းနဲ့တိုးကဖမ်းဆီးတပ်ဖြတ်ခံပြီးတော့စုစုပေါင်း22ဦးတေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။ ဒီကလေးမျိုးနယ်အတွင်းမှာတော့စစ်တပ်နဲ့တော်လှန်ရေးအားသူတွေဩဂုတ်အောက်တိုဘာအောက်တိုဘာ2လကျော်ကလေးတမူလန်ကလေးကန်ကောလန်ကလေးတီးတိန်ချင်းပြည်နယ်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့စစ်တပ်က40ကျော်တေဆုံးခဲ့ပြီးတော်လှန်ရေးဘော်တွေက20ကျော်ကြာဆုံးခဲ့တယ်လို့စစ်ရေးတရင်အရေးမြစ်တွေကပြောပြကြပါတယ်ခင်ဗျာနောက်မန္တလေးတိုင်းညောင်မြို့နယ်ကတိုက်ပွဲသတင်းကိုဆက်ပြီးတင်ပြပါမယ်။ အောက်တိုဘာ29ရက်မနေ့7နာရီလောက်အချိန်ကမန္တလေးတိုင်းညောင်မြို့နယ်ငတ်တယောက်ရဲစခန်းကအင်အားတရာလောက်နဲ့အိုးရင်ကျေးရွာဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကန္နဖောက်ကျေးရွာအနီးကိုရောက်တဲ့အချိန်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်တာစစ်တပ်စစ်ကြောင်းပြစ်သွားပြီးတော့ဖေဖေဖြစ်ကပြန်ဆုတ်ပြေးသွားတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဒီ RPG အင်နာကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာစစ်ကွေးစစ်ကြောင်းပြက်ပြီးခြေဦးတက်ရတခြားရွာတွေဘက်ကိုထွက်ပြေးသွားကြတယ်အခုလောလောဆယ်တော့ငတယောက်ရဲစခန်းထဲမှာပြန်စုနေပြီးအထိနာတော့အိုရင်းရွာတဲကိုဒရုန်းနဲ့ပုံကျဲတာနေစကားလုံးပြာကျသွားတယ်လို့ညောင်ဦးနယ်ပတ်ကဖတ်တာဝန်ခံကိုစည်းကပြောပြတာဖြစ်ပါတယ်ခင်ဗျာ ဒီအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းမှာကျန်းဖက်စစ်သား၈ဦးသေဆုံးပြီးတော့၁၈ဦးညောင်ဦးမျိုးနယ်ပြည်သူစစ်ရင်ကိုတင်ပို့ပြီးတော့ကုသထားတဲ့အကြောင်းအဲ့ဒီနောက်စစ်တပ်ကဒရုန်းတွေနဲ့မီးလောင်ပုံးတွေကိုအုံရင်းရွာတဲ့ကိုကြက်ချတိုက်ခိုက်တာမှာဒီပြည်သူနေအိမ်၅လုံးမီးလောင်ပျက်ကျခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာအဲ့ဒီစစ်စင်ရေးကိုညောင်ဦးခရိုင်ပကဖပကံဘလူးတက်ကတက်ခွဲမှုရဲဘော်မင်းခန့်နဲ့ညောင်ဦးခရိုင်အထူးတက်ခိုက်ရေးအဖွဲ့ကောင်းဆောင်ရဲဘော်ရန်ရန်တို့ကဥဆောင်ပြီးတော့ငတရောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပုပ်ပါ production gorilla food ဂလုံတက်တို့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တက်အကူဖြစ်ညောင်ဦးခင်အမှတ်1တက်ရင်ညောင်ဦးခင်အမှတ်5တက်ရင်နဲ့ညောင်ဦးခင်ပကဖတို့ကလာရောက်အကူညီတိုက်ခိုက်ပေးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာအော်တိုဘလာ30ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ